ခေါင်းထဲမှာတော့လက်ရှိပျောက်သွားပြီခေါင်းထဲမှာတော့အဲ့လက်ရှိအားပြပျောက်သွားတယ်ကိုရီးယားတက်60ပြည့်ပြီတစ်ခါမှပြလို့မကြုံဘူးမကြုံဘူးတာကြုံလဲရတော့ဒီကလေးတွေရဲ့အနာခွက်လဲမဲ့သွားပြီအမလှုပ်လှုပ်နေတာအမလှုပ်လှုပ်နေတဲ့နေရာလေးမှာတိကျပြောနိုင်တဲ့29လမ်း80နဲ့82လမ်းဆွေမလေးရဲ့စီမှာအမလှုပ်လှုပ်နေတာ မချက်ဘူးမအဲ့ဒီမှာမတနေ့9000လောက်လုပ်လုပ်တဲ့ဒီတက်ကြီးအဖွားကြီးတယောက်ကိုမပြုစုပေးနေတာတနေ့9000ရတယ်မအဲ့ဒီမှာလုံးလုံးတယ်ဒါအခုဒီရက်ထဲမှာနည်းနည်းလေးခသိကြောက်ဖြစ်တော့မအဲ့အလုံးကိုမသွားဘဲနဲ့မဒီမှာနေနေလိုက်တော့တာမသူများစီမှာအလုံးလုံးတယ်အစိုးရဝင်နေကုံွယ်ကြီးကကုံဝင်းမောင်ဆိုတာလူတိုင်းသိတယ်ကုံွယ်ကြီးကဘောလုံးသမားကုံဝင်းမောင်ရဲ့မျိုးသမီးနော်သား၃ရောက်ပူတယ်၂၁နှစ်တငငချင်းတယ်လည်းဖုံးဆက်တယ်မျိုးတွေလည်းဖုံးဆက်တယ်ဟမာဥဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆိုဖုံးဆက်တယ်ဒါပေမဲ့အဲ့ရကြရင်တော့ဒီမှာပဲနေရာမှာမတို့သွားဆရာမှာမရှိတာ ဟုတ်တယ်မလားဒီမှာကိုရှိတဲ့ဟာရင်းနဲ့တစုတစုပဲဒီမှာပဲအမတို့ကနေရတော့မှာသွားပြရမရှိဘူးဒါပဲရှိတာပဲဘလို့လာအောင်မလဲဆိုတာမသိသေးဘူးအနာဂတ်တည်းရောနော်နေရက်ကပလဲငွေရောင်အမြသာသာမျိုးနဲ့တရားအခွက်151အခုလက်ရှိနေရ12လမ်း12လမ်းသူမီးပွိုင်းထောက်ပေါ့နော် ဲ့ဒီမှာကျမတို့ဒီမှာလာပြီးတော့ငရင်ဘေးရှောင်ရတာပါ။မမတို့တိုက်ကမမတို့ကရှစ်သွားမှနေနေတာ။အဲ့ဒီအချိန်ကတော့အမတို့ကအမကလှုပ်သွားနေတဲ့အချိန်သားတွေနဲ့ညီတွေနဲ့အပေါ်မှာကြံရစ်ခဲ့တယ်။ကြံရစ်ခဲ့တော့အကုန်လုံးသူတို့တွေရောသားတွေရောဒီညီတွေရောအကုန်လုံးသူတို့အပေါ်မှာတအားထုတ်တဲ့ခါကျတော့အကုန်လုံးရုံးတုံးကနေအကုန်ဆင့်ပြေလာကြတယ်။ အမကတော့အပြင်မှာရောက်နေတယ်လုတ်ထဲမှာဆိုတော့အပြင်မှာရောက်နေတယ်ညနေပိုင်းကိုအမတို့တနေကုန်ကတော့အဲ့ပေါ်မှာအမတို့မသွားရဲဘူးညလည်းအဲ့ပေါ်ကိုမတက်ရောက်နောက်နေ့မနေ့ကျမှလိုရမယ်ရဆိုပြီးတော့နည်းနည်းအမတို့တိုက်ကတော့ပျက်စီးတဲ့ထဲမှာပါတယ်မပြိုသွားဘူးဘေးတိုက်တွေကတော့ပြုံမဲ့အတွက်အမတို့တိုက်မှာအန္တရာယ်အများကြီးရှိတယ်အမတို့ကရှစ်လွာမှာနေတာရှစ်လွာမှာညမင်းသိပြင်သိဝင်းနေညောင်မင်းသိပြင်သိဝင်း၁၉၂၀၂၁လမ်းကြပြင်သိဝင်းအဲ့မှာအမတို့ကနေတာပါ နော်အဲ့မှာအိမ်တော်မူဖေရတို့မှတ်ပုံရင်တို့မတို့ဆင်းယူတဲ့ဂျုံဘေးဒီလိုဂျုံဘေးတို့ငါတို့ဗန်တဲ့23 22နဲ့နော်နစနေနဲ့နစက်တလန်းကြကျုံးမိတ်ဒီခလဲကောင်မှအမတို့နေရာယူထားလိုက်တယ်။အဲ့ဒီကနေပြီးမှမတို့၄ရက်လောက်နေတော့ဒီဘက်ထဲကိုမတို့ရွှေ့လာတာ။သူခုနသား၊ तू ကအကုန်လုံးနောက်ပြီးချွေးမတအုပ်စုချက်အဲ့လေခလေးလေးတွေအကုန်လုံးခလေးတွေပိုက်ပြီးမတို့မှပုံစင်ပြေရတာ။အကုန်စင်ပြေရတာ။ तू ကဆိုရင်ကံကံလို့သူ့ရဲ့ပေါ်မှာ तू ကအဲ့မှာဗီယိုရှင်မှာအိတ်နေတာ။သူ့ပါနဲ့ဒီလိုဆွဲလိုက်တာ။ ဘီယိုတို့မဆွဲလိုက်ဘူးဆိုဘီယိုအပိသူအသေးပဲအမားတို့အခုလက်ရှိတိုက်ပြရတော့အမားတို့ကဒါဘာဖြစ်တဲ့အတွက်ရှစ်လွာပေါ့နော်အပေါ်မျက်နှာချက်တွေအက်သွားတယ်မျက်နှာချက်တွေအက်သွားတယ်အမားတို့ကနောက်ပြီးကြတော့ဒီအင်သာတွေပေါ့အပေါ်ကတော့မနေရဲကြတော့ဘူးမနေရဲကြတော့နောက်ဖြစ်အင်သာတွေအက်သွားတယ်အတွင်းနေတယ်မှာအကုန်ပြိုကြတယ်အပေါ်ကမတက်ရတော့အမားတို့အောက်ကိုဆင်းပြေလာတယ်အဝိ ထမိန်လေးသုံးခွင့်နဲ့အောက်မှာဟွာလို့တဲ့ထမိန်အဝတ်စားသုံးစုံလုံးနဲ့မတို့ဆင်းပြေလာတာဘာမှမတို့ယူလို့မရတော့ဘူးခုလက်ရှိသူတို့ကတက်ပိုင်ခွင့်တော့ပေးတယ်မတက်ရဲကြတော့ဘူးအမတို့ကဘေးတိုက်တဲ့အကုန်ပြိုးနေပြီမတက်ရဲကြတော့အမဒီကိုရောက်လာတဲ့ဒီဝတ်စားရတောင်မှဒီအလူရှင်တွေကောင်းတဲ့အတွက်ကျမတို့ဒီမှာခလေးတွေရောလူကြီးတွေရောဒီမှာဖက်နှက်တွေပါဒီအကုန်လုံးကျမတို့လူလေးသေးမရှိအောင်သူတို့လာလှူကြတယ်လှူကြတယ်ဒီမှာလဲနောက်ပြီးချွေးမတွေတအုပ်စုကလည်းဟိုမှာရှိသေးတယ်ကျမတို့ကဘာဖြစ်တောင်ဆိုတော့ခုဒါကျမတို့ကဘလို့ပြောမလို့အချိန်မှန်းတော့ဒီမှာစားနေရတယ် စားရပါတယ်ဒီမှာအလှရှင်တွေလည်းအများကြီးတော်ပါတယ်ပေးကြပါတယ်တခြားတိုက်တွေကပြိုတော့မှပြိုတော့မှအကုန်လုံးကအိနေပြီအိနေပြီဆိုအမားတို့တိုက်ကိုလာငုံတော့မှအားကြောင့်မဝင်းထဲမှာခုအမားတို့ပြင်သင်ဝင်းထဲမှာဘယ်သူမှကိုမနေရောအမားတို့ထဲမှာကန်ထရိုက်တိုက်၆လုံးရှိတယ်ဘယ်သူမှမနေရဲကြဘူးအကုန်လုံးပြေးကြတာဘယ်သူမှမနေရဲဘူးအမားတို့ကတော့တန်ဟွာတယ်တန်တကားတွေကိုတုတ်ခတ်ခဲ့လိုက်တယ် အဲ့နေရာအိမ်တော်စုစရာတို့မှတ်ပုံနေနေယူနေအမားတို့ကတော့တော့ခတ်ပြီးဆင်းလာလိုက်တယ်နောက်ပိုင်းတော့မတက်တော့ဘူးဆင်းနေလည်းမသိတော့ဘူးဒါမဲ့ဟိုညကြရင်တော့တားရအဲ့ဝင်းပေါက်မှာအိတ်တယ်ဘာလို့ဆိုအမားတို့ကကန်ထရိုက်တိုက်ဖြစ်တဲ့အတွက်ပစ္စည်းပြုံရင်းသွားရင်အမားတို့ကနေစရာမရှိဘူးမရှိတဲ့ခါကျရင်တို့တွေကမဝင်းနေတော့မနေနေတော့လို့ပြောမှအမားတို့ကကြောက်တော့တားရရတော့အဲ့ဒီအပေါက်မှာညာတိုင်းသွားအိတ်တာဟိုအမားတို့ကဒါဆိုဟိုမျက်ရှင်ကန်ထရိုက်ဝယ်ထားတဲ့တိုက်တွေဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ညာဘက်ကျရင်တော့တားသွားအိတ်တယ်အမားလည်းတစ်ခါတစ်ခါကျအဲ့ဒီအပေါက်မှာသွားအိတ်တယ် ဒါကြီးကတော့မနေဝင်မနေနဲ့တော့ဆိုရင်အမတို့မှနေစရာမရှိတော့အမျိုးသားဝင်တန်းပုံသွဲကြီးရဲ့ဝင်တန်းသူ့ရဲ့လာစာလေးနဲ့ကျမတို့ကနေပြီးတော့စုပြီးတော့ဒါလေးကိုဝယ်ထားတာအမျိုးသားကတော့မရှိတော့ပင်စင်စားတယ်ဝင်ပုံသွဲကြီးရဲ့ဝင်တန်းမျိုးသားသူကတော့မရှိတော့ဘောလုံးသမားပေါ့နော်ကုံတဲ့တော့ပတ်ထုခွင့်ကဘောလုံးသမားသူ့ရဲ့ပစံလေးနဲ့ကျမတို့ကဒီတိုက်ခန်းလေးကိုဝယ်ထားလိုက်တာအခုကျတော့တကုတ်တုံဖြစ်သွားမယ်ဆိုရင်အခုလက်ရှိကျမတို့အမတို့မှလည်းနှားစရာလည်းမရှိဘူးသူတို့ရွှေတဲ့နောက်ကိုကျမတို့ကလိုက်ရတော့မှာ ်ပြုံမဲ့ပုံစံပေါ့ဘေးတိုက်တရားဟောဖြစ်မဲ့ဆိုအမားတို့တိုက်ကိုလာတော့မှအဲ့ကြောင့်မို့အမားတို့ကပို့ဆိုတာဝင်းထဲမှာအမားတို့အထက်ကအမြင့်ဆုံးပြင်သစ်ဝင်းဆိုတာအမားတို့အထက်ကအမြင့်ဆုံးရှစ်လွာကြီးမှာရှစ်လွာကြီးဓာတ်လေကမရှိဘူးအမားတို့ရိုးရိုးလေကနဲ့တက်ရတာရှစ်လွာကြီးမှာအမားတို့နေရတာအမားကဘလို့ဖြစ်သွားဆိုတော့လေဟိုဒီတိုက်ကရမရတော့မသေးကြတော့ဘူးပေါ့ ဖြစ်နိုင်မယ်ဆိုရင်အမတို့အနေနဲ့တို့မြေဆိုင်ကလေးတွေတို့ဘလို့ပဲတို့ပေါ့နော်လူကြီးတွေဘလို့ပဲဟွာဖြစ်ဖြစ်ပေါ့မြေဆိုင်ကလေးတွေတို့ဘာတို့ကိုမိသားစုအေးစေးစေးနဲ့လှုပ်စားတာငါသမီးလှုပ်စားလို့ရတယ်နေစရာတစ်ခုပဲရေးကြည့်တာအဲ့ဒီအတွက်ကိုပဲကိုကတော့ခုဖြစ်တဲ့လူတွေအကုန်လုံးတော့မြေလေးတစ်ခုပေါ့ဘလို့ပဲဖြစ်ချင်းချင်းလေးပဲဘလို့ပဲရရဆင်ပြေပြီးတာပဲတိုက်ကြတော့အနီးကိုတိုင်းကလည်းမမက်တော့ဘူးမမက်တော့ဘူးအနီးကိုနိုင်ကလည်းအခုတို့ကနေလို့ရမယ်လို့ပြောလဲဒီကလေးတွေမတက်ရဲတော့ဘူး မတဲရတော့ကြောက်ကုန်ရတာခလေးတွေကကြောက်တယ်သူဆိုရင်ဘီဟိုသူတမတဲတဲလေးပဲလွတ်တာသူအဘီဟိုအောက်ကနေဘသူ့ပါဒလို့ဆွဲထုတ်လိုက်တာသူ့ထုတ်ပြီးခဏနေဘီဟိုကြီးပြိုကြတာပဲအမကြောက်တာပါအခုသူရိုင်းရှင်းရှင်းပြောမယ်ဆိုရင်အမတို့အခုကရိုင်းရန်ပြောမယ်ဆိုရင်ကအင်္ဂလာထိုင်းနေကွာအင်္ဂလာလှုပ်ရင်ကိုငါငရင်လှုပ်တာလားဆိုအမဟိုရက်ကဆိုပို့ဆုပ်တယ်ဒါအမသွေးဆုံးကပြီးတော့ဟိုရက်ကဆိုအမနည်းနည်းလေးပေါ့နော်စိတ်ခရောက်ခရက်ဖြစ်သွားတာဆိုဒါအခုခုပြီးကြောက်တာမှအမလင်းကလာလောက်ရှိသေးတယ်ညမကဘကိုးကစောက်လုံရင်အင်ဂျင်နီယာ အမအဲ့ဒီမှာသွားနေတာဒီမတိုင်ခင်အမတက်အမကအစ္စလမ်နေဥပုပ်လာကိုအမဒီပြန်လာတဲ့အချိန်မှာဒီလိုဖြစ်သွားတာဒါပေမဲ့ဒီကလေးတို့အမခွဲပြီးထားရလို့မရဘူးညီမကဝင်တဲ့ကိုကတော့ဟိုမှာနေလို့ရတယ်ဒီသားသမီးတွေကိုခွဲထားလို့မရလို့အမခုတို့နဲ့တူဒီမှာလာပြီးဒုက္ခခံနေပေးလိုက်တော့တာနေပါလေဟိုတည်းမှာတော်တော်ဝေးဝေးတော့သွားရတယ်ဟိုဘက်ထဲမှာပုံကြီးကြောင်းမဲ့ထဲမှာတော်တော်ဝေးဝေးသွားရတယ်လူအယောက်80အင်္ဂါ9လုံးရှိတယ်ပေါ့ငါသမီးရမျှမျက်ပြီးတော့တက်ရတာပေါ့ လိုပဲတယောက်နဲ့တယောက်မုံလဲခံရတဲ့ဟိုပေါ့အပြောလဲခံရတဲ့ဒါပေမဲ့ဟိုပေါ့နည်းနည်းဥသိဥဆောင်လုံးမဲ့ရှိမဲ့တွေချိသွားတဲ့ခါကြတယ်တယောက်နဲ့တယောက်ကတော့စိတ်ကမရှိတာလေးတွေပြင်သွားကြတာပေါ့နော်ဒီလိုမျိုးလေးတွေပြင်သွားကြတယ်ဒီကတော့မားတော့ပုံမှန်ချိုးရတယ်ဟိုကရွာသားထဲမှာတငယ်ချင်းတယောက်ရှိလို့အဲ့ဒီအိမ်ကိုတတ်တချိုးတယ်ကွာတော့ဟိုရှိမှာမိတ်ဆိတ်ပေါ်တဲ့ဆိုက်ကတက်စီပဲလိုက်တယ်လေဆိုက်ကတက်စီပဲလဲကြုံရင်လိုက်လိုက်တယ် အဲ့လိုမျိုးကွာရရှင်းပြောမှဆိုမဟုတ်ဆုံးမှဖြစ်ပေမဲ့ကွာလုတ်တယ်လောက်ကတော့လုတ်တယ်ဒါပေမဲ့ဟိုကကိုလိုပဲဒုက္ခခံစားနေရလို့ဒီအထက်မြင့်နေကိုအမတို့မနေချင်တော့ဘူးနော်ဟိုကလူကြီးတွေအနေနဲ့ဘလို့ပဲဒါအမဟိုလိုတောင်းဆိုတာမဟုတ်ပေါ့ဘလို့ပဲဖြစ်နေသူတို့ပေးတဲ့နေရာကိုအမတို့လိုက်မှာမြေလေးဆယ်ပေလေးပဲပေးပေးဒီအထက်တွေအမတို့မနေချင်တော့ကြောက်ကိုသွားတော့တာအဲ့ခံစားမှုကိုမလို့ချင်မှုအမသက်60ပြည့်ပြီတခါမှလည်းဒီလိုမကြုံဘူးမိလောင်နာကိုပြေးမှုတဲ့ဒီလိုလည်းဒုက္ခမရောက်ဘူးအခုတော်တော်လေးအဆအဆုံးအမဒီမှာထိုင်ခန်းသာတော့မှရှက်တယ် တိတ်လာရှက်တယ်အဆအလေးဟိုလူကြည့်ဒီလူကြည့်တော့တချို့လူရဲ့အကြည့်တွေအမရှက်တောင်ရှက်သေးတယ်နောက်ပိုင်းကျငါရှက်နေလို့မရတော့ဘူးဆိုတဲ့စိတ်နဲ့ဒီလိုဝင်ပြီးတန်းစီပြီးအမယူတော့တာအဆတော့ကိုရှက်တောင်ရှက်သေးတယ်ခံစားရတယ် ပါတယ်အမကျောင်းနေပဲတငချင်းအမအမ၁၁ကျောင်းထွက်မြို့လေကဖြစ်တိမေဖရာနာအမ၁၁ကျောင်းထွက်အမပစ္စည်းတွေကတော့အမတို့စားဖို့ပါပြည့်စုံတယ်ငွေချင်းလိုအပ်တယ်ဒါပေမဲ့တချို့ကလူရှင်တွေကတော့ရော့၂000ရော့၃000လောက်လှူသွားတယ်တဲ့အမတို့မှာဘာပဲပြောပြောပြည့်လဲသေးတယ်တောင်းတယ်နောက်ကလေးတွေအနာခတ်တယ်ဒါအမတို့ကဆိုဒါနောက်ပိုင်း60ကျော်သွားပြီဆိုဒါအမတို့ကပြည့်ပြီကို့အတွက်အနာခတ်မရှိတော့ဘူးဒီကလေးတွေရဲ့အနာခတ်တယ်ဒီကလေးတွေရဲ့အနာခတ်တယ်တအားဆုံးရှုံးသွားပြီဒါအမတို့ဆိုတာဒီထုံးနည်းတွေဘဝကိုနေစရာကိုပြန်စရတော့မှာဟုတ်တယ်မလား အလောက်ကငါသမီးကမရှက်ဘူးစီမင်းနဲ့ဝင်လို့လဲအမတို့လုတ်လို့ရတယ်မရှက်ဘူးလုတ်လို့ဖို့ပါဘို့တော့နေစရာလေးအတွက်ကိုတားဒုက္ခရောက်ကုန်ရပြီအမလိုပဲအမတို့တက်ဒုက္ခရောက်တဲ့လူတွေလည်းအများကြီးရှိတယ်အများကြီးပဲအမဝစ်စားသုံးသုံးနဲ့စိတ်နဲ့တားခလေးဆိုမဲ့ဝစ်ထားတာကသမီးကလည်းမပြောဘူးဒီခလေးဝစ်ထားတဲ့ပုံမှန်ကိုကြည့်နော်ဒါလည်းမပြောဘူးတခါမှကိုမကြီးလည်းဒီလိုမနေရဘူး